ရေခဲတုံလေးတွေအခမဲ့ပေးဝေနေရင်နိုင်ငံတော်အဆင့်အစုချင်းမြင့်ခံရဖို့ထိုက်တန်နေရင်ရေခဲကျောင်းတွေကိုရှိုင်းစော်ပြည်သူများလုံးမင်္ဂလာပါရှင့် News Daily Top ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီရေခဲကြောင်းတွေကတော့တကယ်ကိုစိတ်သဘောထားပြေဝပြီးတော့အထက်တန်းစားစိတ်ဓာတ်ကိုပိုင်ဆိုင်ထားတာကြောင့်နိုင်ငံတော်အဆင့်စုချင်းမြင့်ခံရဖို့တောင်မှထိုက်တန်နေသူတယောက်ပဲဖြစ်ပါတယ်။ဒီရေခဲကြောင်းတွေလျောက်ဆိုရင်ကိုရှိုင်းစော်လိုအမည်ရပြီးတော့ဘဝကိုတကူတည်းဖြတ်တန်းနေထိုင်သူတယောက်ပဲဖြစ်ပါတယ်။ဆင်းရဲနွမ်းပါပေမဲ့လည်းသူ့ဘဝကအေးအေးချမ်းချမ်းရှိလာပြီးတော့ဘာအပူပင်မှမရှိပဲလွတ်လပ်ပေါ်ပါစွာနဲ့နေထိုင်ခဲ့ပါတယ်။နေ့စဉ်နေ့တိုင်းရေခဲကြောင်းရောင်းချရင်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေရဖြစ်ပြီးချမ်းသာတဲ့သူတွေကတော့သူ့ကိုအထင်မကြီးကြပါဘူး။ဒါမဲ့လည်းအခုတော့ ီးချမ်းသာပါတယ်ဆိုတဲ့တထေကြီးတွေထက်တောင်မြင်မြန်လာတဲ့စိတ်သဘောထားကိုပိုင်ဆိုင်ထားခဲ့ကြအောင်လောက်ရက်ကလေးတွေနဲ့တက်တည်ပြသွားခဲ့တာဖြစ်ပါတယ် ကိုဆိုင်ဆိုအောင်ဆိုရင်တော့စကိုင်းလမ်းဘေးတစ်လျှောက်မှာရေခဲကြောင်ရောက်ချနေရင်လည်းလာရောက်လူတန်းတဲ့အလူရှင်တွေရဲ့ကားတွေကိုမြင်ရတဲ့အခါမှာသူ့ရဲ့ရေခဲကြောင်လေးတွေကိုကျွေးကျင်စိတ်ကလေးပေါ်ပေါက်လာခဲ့ပါတယ်။အစကတော့ပတ်စံယူပြီးတော့ရောင်းချဖို့စဉ်းစားထားပေမဲ့သူတို့တွေလိုမျိုးစေတနာတရားတရားထက်သန်လာတဲ့အလူရှင်တွေစီကနေပတ်စံယူဖို့အတွက်စိတ်မကူရဲတော့တာဖြစ်ပါတယ်။နောက်ပြီးတော့ပြည်သူတွေအကျိုးအတွက်ကိုညီကယ်ဆယ်ရေးလုပ်ငန်းပေါင်းများစွာကိုလုပ်ကိုင်နေရင်ကယ်ဆယ်ရေးသမားတွေစီကနေလည်းအခကျင်းငွေယူပြီးတော့ရေခဲကြောင်ရောင်းဖို့အတွက်စိတ်ကူးတွေ ကပျောက်ပြက်သွားခဲ့ပါတယ်။သူတို့တွေကပြည်သူတွေအကျိုးအတွက်တည်ဖို့ဆောင်ရွက်နေခဲ့ကြသူတွေဖြစ်ပြီးတော့ဒီလိုမျိုးလူတွေစီကနေပတ်စံမယူခြင်းတဲ့အတွက်အကုံလုံးကိုအခမဲ့ပေးဝေပြီးတော့ကျွေးမွေးလူတန်းခဲ့တာဖြစ်ပါတယ်။ဒါတင်မကငလင်ပေတဲ့ပြည်သူတွေကိုလည်းကြုံရင်ကြုံသလိုကျွေးမွေးလူတန်းနေရဖြစ်ပြီးပြန်လည်ရယူလို့စိတ်မရှိတဲ့ပေးဆက်လို့တဲ့စိတ်သက်သက်နဲ့တတ်နိုင်သမျှလူတန်းနေခဲ့ရပါ။သူရဲ့လောရက်ကလေးတွေကတကယ်ကိုမှမြင်မြန်လာတဲ့အတွက်အားလုံးကလည်းလေးစားနေကြပြီးတော့လက်ရှိမှာတော့ဆိုရှယ်မီဒီယာမှာတော်တော်လေးနာမည်ကြီးနေခဲ့ပါ ါတယ်။တချို့ခရီးသွားဧည့်သည်တွေဆိုရင်ဒီလိုမျိုးလေးစားစရာစိတ်ဓာတ်ကိုပိုင်ဆိုင်ထားတဲ့ရေခဲကျောင်းတယ်လေးကိုရှိုင်းစောကိုသူတို့တန်းနိုင်တယ်လို့ပြန်လဲပြီးတော့လူတန်းကုသိုလ်ယူသွားကြတာကိုတွေ့ရပါတယ်။ ဒါဒီမကနိုင်ငံကျော်စိန်ရွှေရတနာဆိုင်ကြီးတကူကနေကိုဆိုင်စော်ရဲ့အစိတ်စေတနာကိုလေးစားတာကြောင့်ရေခဲကြောင်းဆိုင်လေးကိုကိုပိုင်ဖွင့်လှစ်နိုင်ဖို့အတွက်အရင်အနည်းငွေတွေထုတ်ပေးခဲ့ပါတယ်။မြန်မာငွေကြေးသိန်းပေါင်း100မကလူတန်းငွေတွေပေးအပ်သွားခဲ့ပေမဲ့ကိုဆိုင်စော်ကတော့အဲ့ဒါတွေအကုန်လုံးကိုပြည်သူတွေလိုအပ်တဲ့နေရာမှာအသုံးပြုဖို့အတွက်ပြန်လည်ပြီးတော့လူတန်းပေးခဲ့ပါတယ်။ သူရဲ့ဘဝမှာဒီလိုမျိုးပတ်စံတွေငွေကြေးဥစ္စာတွေဆိုတာမလို့အပင်ကောင်းကောင်းမွန်မွန်ရှင်တန်နေထိုင်ခွင့်ရရင်ပဲကျေနပ်ပြီလို့ဆိုပါတယ်။သူကမိထီလာမျိုးဇာတိဖြစ်တဲ့အတွက်သူရဲ့ဇာတိလေးမှာပြန်လည်နေထိုင်ဖို့အတွက်ပတ်စံတွေကိုစူးစမ်းပန်းစားနဲ့စုဆောင်းထားခဲ့ရပါ စုစုပေါင်းပတ်စံ15သိန်းလောက်ရရှိပြီဖြစ်ခဲ့ပေမယ့်အခုလိုမျိုးငလင်ပေးအခက်အခဲကိုကြုံတွေ့မြင်လိုက်ရတဲ့အခါမှာစုဆောင်းထားသမျှအကုန်လုံးကိုလှူဒန်းပစ်ခဲ့တယ်လို့သိရပါတယ်။အခုဆိုရင်တော့သူစီမှာပတ်စံလေးတစ်ပြားတစ်ချက်မှမရှိတော့ပေမယ့်တန်နိုင်တဲ့ဘက်ကနေရေခဲတုပ်လေးတွေကို အခမဲ့ပေးဝေပြီးတော့လူတန်းကုသို့ယူနေခဲ့တာဖြစ်ပါတယ်။သူ့ကိုရေခဲကျောင်းဆိုင်ဖွင့်ဖို့ဆိုပြီးဂုံပြုစုချင်းမြင့်ွေပတ်စံတွေကိုတောင်းမှငလင်ပေးတင်ပြည်သူတွေအတွက်အကူတွေအတွက်အကုန်လုံးကိုပြန်လည်လူတန်းကုသို့ယူခဲ့ပါတယ်။ဒါကြောင့်မလို့မုံမြတ်တဲ့စိတ်တဘောရောကိုပိုင်ဆိုင်ထားတဲ့ရေခဲကျောင်းတဲ့ကိုဆိုင်စော်တယောက်နိုင်ငံတော်ဆင့်ချင်းမြင့်ချင်းကိုတောင်းမှခံထိုက်တယ်ဆိုပြီးတော့ချစ်ကျူးနေကြတဲ့ပုံမှာပရိသတ်ကြီးတို့ရောဘလိုမျိုးထင်ကြပါသလဲရှင်။အဆုံးတကြီးရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။